အမေရိကန်တွင်ကျက်ဥစေးနှုတ်မြင့်တက်သဖြင့်ကျက်ဥထုတ်လုပ်ထောက်ပံ့ရေးကုမ္ပဏီများအားစုံစမ်းစစ်ဆေးမှုများစတင်ပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်တရားစီရင်ရေးဌာန DOJ ကကြက်ဥစည်းနှုံများတိတိတသားမြင့်တက်နေချိန်မှာဈေးနှုန်းသတ်မှတ်ခြင်းနဲ့ထောက်ပံ့ရေးချေလဲမှုကိစ္စများနဲ့ပတ်သက်ပြီးကြက်ဥထုတ်လုပ်သူများအပေါ်စုံစမ်းစစ်ဆေးမှုတရက်စတင်လိုက်ချောင်းဒေသခံမီဒီယာများကစနေနေ့မှာဖော်ပြလိုက်ပါတယ်။ ဈေးနှုန်းမြင့်တက်လာစေတဲ့ထောက်ပံ့ခြင်းတွေနဲ့ဈေးနှုန်းတွေအကြောင်းအချက်အလက်များကိုကုမ္ပဏီတွေအနေနဲ့ဖော်ပြထားခြင်းရှိမှရှိဒီအခြေစုံစမ်းစစ်ဆေးသူများကစစ်ဆေးနေကြတယ်လို့မီဒီယာများပြားကဖော်ပြထားပါတယ်။ အမေရိကန်ရဲ့အထူးကအချက်အူထောက်ပံ့ရေးနှစ်ခုဖြစ်တဲ့ Camis Food နဲ့ Rose Acre Farms အပါအဝင်ကုမ္ပဏီများကိုပြစ်မှတ်ထားစစ်ဆေးသွားမှာဖြစ်ပါထဲ Camis Food ဆိုရင်နှစ်စဉ်အမြန်ငွေတိုးတက်မှု82ရာခိုင်နှုန်းရှိပြီး2024နိုဝင်ဘာလကုန်အထိ3လအတွက်အသက်တင်အမြတ်1188ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့စာရင်းဖော်ပြထားပါထဲရှမန်နှစ်ကကုမ္ပဏီစတော့ဈေးနှုန်းဟာ90ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပါထဲ ယမန်နှင့်အစောပိုင်းမှာအမေရိကန်ရှိကြက်ဥဈေးနှုန်းမြင့်တက်ခဲ့ပြီးအမေရိကန်စိုက်ပျိုးမွေးမြူရေးဌာနက2025မှာ47ဒရမအသည့်ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ခန့်မှန်းထားပါတယ်။ Dash United App Producer ကကြောက်ဥဈေးနှုန်းမြင့်တက်ရခြင်းအတွက်ငှက်တုပ်ကွေးပြန့်ပွားမှုကိုထောက်ပြခဲ့ပြီးကြက်ငှက်ကောင်းရှိရော့ကျသွားခါကြောက်ဥထုံလုံးမှုတည်တည်သာသာရော့ကျသွားပါသည်။ အမေရိကန်ဟာ2024မှာဗိုင်းရပ်စ်ကြောင့်ဟူဟူထဲကျမပေါင်းတန်း40ကိုတုတ်တင်ခဲ့ကောင်းယခုနှစ်ပထမနှစ်လအတွင်းမှာပင်အကောင်ရှိ30တန်းတုတ်တင်ထားပါတယ်လို့သိရပါတယ်ရှင်။